တရဲတလ2025ခုနှစ်ဗုဒ္ဓဟူးနေ့မိလင်တာပညာလေးလာနေသောဓမ္မမိတ်ဆွေများအားလုံးမင်္ဂလာပါဒီကနေ့ကဓမ္မမိတ်ဆွေတို့ကိုအချင်းချင်းစကားနဲ့ပတ်သက်ပြီးတော့နောက်တိုးစာမျက်နှာနှစ်ခုကိုဆွေးနွေးပေးမှာဖြစ်ပါတယ် ဲ့ဒီမှာဓမ္မမိတ်ဆွေတို့ကိုနောက်တိုးစာမျက်နှာတွေကိုမဆွေးနွေးခင်မှာအဲခြေပိုင်းမှာဆွေးနွေးခဲ့တဲ့အထဲမှာဓမ္မမိတ်ဆွေတို့ကိုတောင်းပန်စရာရှိပါတယ်အဲ့ဒီမှာကျွန်တော်ကယောနီသောမနတိကာရပေါ့နော်မနတိကာရရဲ့လက္ခဏာကိုမှားမှားပြီးတော့အတန်ထွက်ဆိုမိသွားပါတယ်အဲ့ဒါကဟိုဆရာတော်ဖေဘောနော်အရှင်တုံဒရဆိုတဲ့ဆရာတော်ကကျွန်တော်ကို ဟိုလှမ်းပြီးတော့ဖုံးစစ်ပြီးတတိပေးတဲ့အတွက်ကြောင့်မို့လို့ကျွန်တော်အမားကိုစာမွေးမဖြစ်ခင်မှာဟိုဆင်ကျင်မိသွားပါတယ်အဲ့ဒါကဥဟဏလက္ခဏာဆိုပြီးတော့ အမှန်ဖြစ်ပါတယ်အခရာဥယေလုံးတင်ဆန်ကဥဟာယေဟာနာငယ်ရေနဒီနေရာမှာလဲနာငယ်နဲ့နာကြီးနဲ့နှစ်မျိုးပေါ့နော်ပုံနေစာအုပ်ထဲမှာတွေ့ရှိပါတယ်ဒီမှာမိတ်ဆွေတို့ကနာငယ်ကအသုံးများတယ်တွေ့တယ်ပေါ့နော်ဒါကြောင့်ဓမ္မမိတ်ဆွေတို့ကဥဟဏလက္ခဏာယောနီတော်မနတိကာရရဲ့လက္ခဏာကိုဥဟဏလက္ခဏာဆိုပြီးတော့မှတ်သားပေးပါကျွန်တော်မှားပြီးထွက်တဲ့အတွက်တောင်းပန်ပါတယ်နောက်တစ်ခုကဝီရိယရဲ့အဓိပ္ပာယ်နဲ့ပတ်သက်ပြီးတော့ဝီရာဏံကံမံဝီရိယံဆိုတဲ့ပါဠိကို နော်မျက်စိနဲ့ကြည့်ရတာကြည့်ပြီးတော့နော်ပါဇက်ကြည့်ရတာနဲ့တော့ပါဇက်ကမှားမှားပြီးတော့ထွက်နေတာရှိတယ်အဲ့ဒါကိုလည်းဓမ္မမေဆွေတို့ကိုတောင်းပန်ပါတယ်နောက်တစ်ခုကကြတော့ပိတကနဲ့ပိတကပေါ့နော်အဲ့ဒီနှစ်ခုမှာဆိုလို့ရှိရင်ဟိုဓမ္မမေဆွေတို့ကိုအ ਨੇ ကိန်းနဲ့အများကိန်းဆိုပြီးတော့ပြောမိသွားတယ်အဲ့ဒါလေးကိုလည်းတောင်းပန်ပါတယ်အကားပိတကကကြတော့ပါဠိဖြစ်ပြီးတော့ပိတကကကြတော့မြန်မာမှုပြုထားတာဖြစ်ပါတယ်ပြီးတော့ဓမ္မမေဆွေတို့ကိုဟိုဟာဒီနော် ပစ္စည်းနဲ့ပတ်သက်ပြီးတော့25ပစ္စည်းနဲ့ပတ်သက်ပြီးတော့5ပါးပေါ့နော်အဲ့ဒါကရှေးစိတ်ရှုပ်ပြီးတော့နောက်စိတ်တွေပြန်ပေါ်လာတဲ့ရှေးစိတ်ရှုပ်နောက်စိတ်ဖြစ်ဖြစ်တယ်ရှုပ်တယ်ရှုပ်တယ်ဖြစ်တယ်အဲ့ဒီသဘောနဲ့ပတ်သက်ပြီးတော့ဒီမှာဘဝတစ်ခုအဆုံးသတ်သွားတယ်နောက်ဘဝတစ်ခုဖြစ်လာတယ်အဲ့ဒီနေရာမှာနန္နန်သေးနဝီကဆိုပြီးတော့ပစ္စည်း၅မျိုးကိုတာရကညွန်သွားတယ်အဲ့ဒီနေရာမှာသူတို့ကိုအပြန်အလှန်ကျေးဇူးပြုတယ်လို့မှာပြီးတော့ပြောမိသွားတယ်ဒါလေးကိုဓမ္မမေဆွေတို့တောင်းပန်ပါတယ် နောက်တစ်ခုကကြတော့ဓမ္မမိတ်ဆွေတို့ကိုခေါရကနိငယ်၁၈ကျမ်းကကြတော့အထွေထူးမရှိဘူးမိလိန်တာမင်းကြီးတင်ယူထားတဲ့ကျမ်း၁၉ကျမ်းကကြတော့ဒီဓမ္မမိတ်ဆွေတို့ကပါဠိလိုလည်းမှတ်ရမယ်ဒါကမြန်မာပြန်လည်းမှတ်ရမယ်အကဆောင်းပုတ်လေးလည်းမှတ်ရမယ်ဆိုတော့မှတ်တာတွေအများကြီးတဲ့အတွက်ကြောင့်မို့လို့ကျွန်တော်အဲ့ဒါလေးကိုအလင်္ကာလေးကို ပြန်ပြင်လိုက်ပါတယ်ဘေဒံအတင်ရော နီဝိကဆိုစေလေပုမိုင်းသောမြက်ကေမန်ဆက်ဆံပြီပေါ့နော်ကေမန်ဆက်ဆံပြီအဲ့ဒီမျိုးလေးပြန်ပြင်လိုက်ပါတယ်ဘေးဆိုဟိုဟိုကျမ်းရဲ့ပါဠိတွေကိုမကြစ်တော့ပါဘူးမြန်မာပြန်သီးတမ်းပဲကြစ်ပါတော့မယ်ဘေးဆိုတာကဗေဒကျမ်းဒမ်ဆိုတာကဓမ္မတကျမ်းသင်ဆိုတာကသင်္ချာကျမ်းယောဆိုတာကယောဂကျမ်းနီဆိုတာနီတိကျမ်း ဝိဆိုတာကဝိတေတိကာကျံဂဆိုတာကဂဏန်းကျံဆိုဆိုတာကအဆိုကဒီမုတ်ကျံစေးဆိုတာကဈေးကူကျံလေးဆိုတာကလေးအတက်ကျံပုဆိုတာကပုရံကျံမိုင်းဆိုတာကသမိုင်းကျံဇောဆိုတာကဇောတိတကျံမြစ်ဆိုတာကမြက်လက်ကျံကေဆိုတာကေတုကျံမန်ဆိုတာမန္တနကျံစစ်ဆိုတာကစစ်ပြူဟာကျံဆန်းဆိုတာကဆန်းကျံပိဆိုတာကပိတကသုံးပုံ ါဆိုဓမ္မမိတ်ဆွေတို့မိမိလိန်နာမင်းကြီးတင်ယူထားတဲ့16ကျန်းကကြက်ရတာပို့ပြီးတော့လွယ်ကူသွားပါပြီ။ဆရာတော်ဘုရားကြီးကတော့နာမည်လေးတွေကိုသိယုံလောက်ပဲလို့ပြောထားပါဗါး။ဒါပေမဲ့နောက်ပိုင်းမှာမေးစရာမရှိရင်မေးလာမှာဖြစ်တဲ့အတွက်ကြောင့်ဓမ္မမိတ်ဆွေတို့ကဟိုစာတွေကိုဟိုလေ့လာတဲ့အတန်းမှာပေါ့နော်။တန်းနိုင်သလောက်ကျွန်းကျွန်းကျင်ကျင် ဖြစ်သွားအောင်လို့အာဘ ਹੁ ဒုတအနေနဲ့ပူဇော်ရင်ကြစ်ထားပေးဖို့အကြံပြုပါတယ်။ ပြီးသွားလို့ရှိရင်ဒီဇယားအသက်ထဲမှာဆိုလို့ရှိရင် မတ်တက်ကကြတော့ဝါရရေးရာနဲ့ပတ်သက်ပြီးတော့အရှိအတင်ပြောဆိုနိုင်တဲ့သူမှရှိရမယ်အရေးအရှင်၅ရက် ရှိပါတယ်တဲ့ဝါရရေးရာနဲ့ပတ်သက်ပြီးတော့အရှိအတင်ပြောဆိုတဲ့သူမှရှိရမယ်အရေးအရှင်၅ရက်ကဒါကနီကုန်းပိုင်းရဲ့လေ sorry နီဒန်ပိုင်းရဲ့အစုံနာလေးမှာပါရှိတယ်เนาะ နံပါတ်1ကကြတော့လှင်မြန်ရမည်နံပါတ်2ဖြတ်လတ်ရမည်3ကျွန့်ကျင်ရမည်နံပါတ်4ရဲငင်ရမည်5ဘ ഹു တုတကြွယ်ဝရမည်တဲ့အရှိတင်ပြောတော့မယ်ဆိုလို့ရှိရင်ချိရမယ်အရေးအရှင်းတွေက9ရက်ရှိတယ်နံပါတ်1လှင်လင်းလှင်မြန်ရမယ်နံပါတ်2ဖြတ်လတ်ရမယ်3ကျွန့်ကျင်ရမယ်နံပါတ်4ရဲငင်ရမယ်5ဘ ഹു တုတကြွယ်ဝရမယ်ပေါ့နော်ဒီအရေးချင်း9ရက်ရှိမှဒါလည်းရင်အရှိတင်ပြောတဲ့အခါမှာတစ်ဖက်သားကိုရှေ့ပနိုင်မှာဖြစ်တဲ့ နောက်တစ်ခုမှကြတော့ကာယသင်္ခါရကာယသင်္ခါရကအနန္တကာရအမှတ်ကြီးနဲ့ပတ်သက်ပြီးတော့ထွက်လာတဲ့ definition တစ်ခုဖြစ်ပါတယ်။ဒါကပညာနံပါတ်၄ကနေပြီးတော့ရေးထားတာပါ။ထွက်တဲ့ဝင်တဲ့ဒီကာယနဲ့ဆက်ဆက်ပြီးဖြစ်ပေါ်နေတဲ့လှုပ်ရှားမှုတစ်ခုဖြစ်တဲ့ဖြစ်သောကြောင့်ကာယသင်္ခါရဟုခေါ်၏။ကာယသင်္ခါရသည်ဝါယောဓာတ် ထွက်လေဝင်လေမျှတာဖြစ်၏။လူ အသက်မဟုတ်ဘဲ လူအသက်ရှင်ဖို့အတွက်အထောက်အကူသာ ဖြစ်၏တဲ့နော်ဒါဓမ္မမိတ်ဆွေတို့ definition ထုတ်တာပြတာပါကာယသင်္ခါရဆိုတာကထွက်သက်ဝင်သက်ကာယနဲ့ဆက်ဆက်ပြီးတော့ဖြစ်ပေါ်နေတဲ့လှုပ်ရှားမှုတစ်ခုဖြစ်တယ်။သူကဝါယောဓာတ်ဖြစ်တယ်၊ထွက်လေဝင်လေပဲဖြစ်တယ်။ထွက်တဲ့လူတွေကိုအသက်ရှင်ဖို့အတွက်အထောက်အကူပြုထားတာသာဖြစ်တယ်။လူတွေရဲ့အသက်မဟုတ်ပါဘူးဆိုပြီးတော့ဒါအနန္တကာယအမတ်ကြီးကို ရှင်နာဂတေနာက အပြန်လန်းခီးမှဖြည့်ပေးသွားတာဖြစ်တယ်။ နောက်တစ်ခုကဝီရိယဝီရိယကပညာနာမ32ပါဝီရိယနဲ့ပတ်သက်ပြီးဘုရားရှင်ဟောဖို့ ਨੇ ဒါက၄ရှိရှိတယ်ဓမ္မပဒ၄ပါးနဲ့မှာမယ်เนาะဓမ္မမေဆွေတို့ဝီရိယဒီကြာကံပေးလိုက်လျင်ဝီရိယနဲ့ကြာကံပေးလိုက်လျင် ကုသိုလ်တရားများဆုပ်ယုပ်မသွားပါမကောင်းသောစိတ်ကိုဖယ်ရှားပြီးကောင်းသောစိတ်ကိုဖြစ်ပွားစေ၏ ။နံပါတ်3အပြစ်ရှိသောသဘာဝတရားများကိုဖယ်ရှားပြစ်ပြီးအပြစ်ကင်းသောသဘာဝတရားများကိုဖြစ်ပေါ်စေ၏။နံပါတ်4မိမိ၏စိတ်ကိုတန်တန်ပြန့်ပြန့်ရှိအောင်ဆောင်ရွက်နိုင်၏။အဲဆိုဝိရိယနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားရှင်ကဘလို့ဟောထားလဲဆိုရင်ဝိရိယကထောက်ခံပေးရင်ကုသိုလ်စိတ်တွေဆုပ်ယုပ်မသွားတော့ဘူး။နံပါတ်1ကကြတော့ဖယ် နံပါတ်1ကဆုပ်ယုပ်မဆုပ်ယုပ်သွားဘူးပေါ့နော်နံပါတ်2ကကြတော့မကောင်းတဲ့စိတ်ကိုပဲကောင်းတဲ့စိတ်ကိုဖြစ်စေတယ်နံပါတ်3ကကြတော့မကောင်းတဲ့သဘာဝတရားအပြစ်ရှိတဲ့သဘာဝတရားဆိုတာအကုသိုလ်ပေါ့နော်အဲ့ဒါတွေကိုပယ်ရှားမယ်အပြစ်ကင်းတဲ့သဘာဝတရားဆိုတော့ကုသိုလ်ကိုဖြစ်စေတယ်ပြီးတော့ကိုယ့်ရဲ့စိတ်ကိုတန်တန်ပြန်ပြန်ရှိအောင်ဆောင်ရွက်ပေးတယ်နံပါတ်4ကတမာတိ တမာတိကပညာနံပါတ်14ပါတမာတိနဲ့ပတ်သက်ပြီးတော့ဘုရားကဘယ်လိုဟောထားလဲဆိုရင်မြတ်စွာဘုရားကစိတ်တည်ငြိမ်မှုတမာတိကိုကိုယ်တန်တန်မှာဖြစ်ပွားတိုးတက်အောင်ကြိုးစားကြပါတော့။จิตာယဟန်တို့စိတ်တည်ငြိမ်မှုလို့ခေါ်တဲ့တမာတိကိုကိုယ့်ရဲ့တန်တန်မှာဖြစ်ပေါ်အောင်ကြိုးစားကြပါ။တမာတိရှိပြီဆိုလို့ချင်းသဘာဝအဆက်အမှန်ကိုမြင်နိုင်လိမ့်မယ်တဲ့။ ဟုတ်တယ်လေဓမ္မမိတ်ဆွေတို့ဟိုသီလရဲ့အကျိုးခုနှစ်ပါးမှာဆိုလို့ရှိရင်အဲ့ဒါကဝမ်းမြောက်ဝမ်းသာဖြစ်တဲ့သီလအာနေပြီးတော့တကဝမ်းမြောက်ဝမ်းသာဖြစ်တော့စိတ်နှလုံးတာယာမှုဖြစ်တာကနေဝမ်းမြောက်ဝမ်းသာဖြစ်တဲ့အမပီတိပတ္တိဒုက္ခเนาะပြီးတော့တမာတိပြီးတော့တမာတိပြီးတော့ပါလာလဲယထာဘူတညာနာတတနာပေါ့เนาะမမှန်ကန်ကန်သိသွားတယ်အဲ့လိုမျိုးလေးတွေးလိုက်ရင်ဓမ္မမိတ်ဆွေတို့ကဒီတမာတိနဲ့ပတ်သက်ပြီးကြည့်ရလွယ်သွားပါပြီ တမာတိဆိုတာကစိတ်ရည်တည်ငြိမ်မှုတမာတိကိုကိုယ့်ရဲ့တန်တာမှာဖြစ်အောင်ကြိုးစားကြတမာတိရှိလာပြီဆိုရင်တဘာဝတရားတွေရဲ့အစမှန်ကိုမြင်နိုင်တယ်ဆိုပြီးတော့နှစ်ရှစ်မြတ်စွာဘုရားရှင်ကဟောပြောခဲ့ပါတယ်နောက်တစ်ခုကကလလနဲ့ပတ်သက်ပြီးတော့ကလလဒါကပညာနံပါတ်18ပါ ။ပညာနံပါတ်38မှာဆိုရင်ကလလရဲ့အဓိပ္ပာယ်ရှေ့ပိုင်းမှာလည်းကလလနဲ့ပတ်သက်ပြီးတော့ပါသွားပြီပေါ့နော်။ဒီနေရာမှာကလလရဲ့အဓိပ္ပာယ်ဆိုတာကဘာလဲဆိုရင်မိခင်ရဲ့ဝမ်းထဲမှာအမတန်သေးငယ်သောအစစ်အပြောက်လေးကို ကလလရေကြည်ဟုခေါ်၏တဲ့။ကလလရေကြည်အဓိပ္ပာယ်မိခင်ရင်မရမှာစိုးလို့ထဲထားတာပါ။မိခင်ရဲ့ဝမ်းထဲမှာရှိတဲ့အလွန်သေးငယ်တဲ့အစစ်အပြောက်လေးကိုကလလရေကြည်လို့ခေါ်တဲ့ဒီနေရာမှာရေးရှာတယ်။အဲ့ဒါကလုံးဝမပါပါဘူး။နော်ကလလဒီတိုင်းပဲမှတ်ပါ။ပြီးတော့ရင်နောက် slide တစ်ခုကိုသွားပါမယ်။ အဲဒီမှာမင်းကြီးရဲ့စောရကတက်ပုံဒံကားလဲပညာနံပါတ်38ပါငငယ်လေးကတခြားလူအခုကြီးလာတော့တခြားလူပဲဆိုလိမ့်ရင်တဲ့စောရကတက်တာကလေမင်းကြီးကိုရှင်နာကဒေနာကပြန်တက်တာပေါ့နော်မိကုံးကရှင်နာကဒေနာကမင်းကြီးကတဲ့ငငယ်တုန်းကရောမင်းကြီးလာကူလာအခုကြီးလာတော့လဲဒီဒီလူပဲလာလို့မိတဲ့ကမင်းကြီးကမဟုတ်ဘူးတဲ့ငငယ်တုန်းကတယောက်ကူတယောက်ပဲတဲ့အဲ့လိုပြောတယ်ဆိုတော့ရှင်နာကဒေနာကအဲ့ဒါလို့ငငယ်တုန်းကတယောက်ကူတယောက်ဆိုလို့ရှိရင်တဲ့ မင်းကြီးမာတယ်အဖေတွေအမေတွေဆရာတွေဆိုတာရှိမရှိနိုင်ဘူးရှိနိုင်ပါမလားမရှိနိုင်ဘူးပေါ့နော်မင်းကြီးဒီအတတ်ပညာရှင်ကိုချင်းဒီလာကောင်းသူပညာရှိဆိုတာမဖြစ်နိုင်ပါဘူးတဲ့ဒါကရှင်နာကတေနာရဲ့စောဒကတက်ပုံဖြစ်တဲ့ ဒါရင်တော့တကယ်လို့မေကွန်းမှာမေခင်ရင်မင်းကြီးကငငယ်တုန်းကတခြားလူကိုကြည်လာတော့တခြားလူပဲလို့ပြောတဲ့အခါမှာရှင်နာကတင်နာကမင်းကြီးကိုဘလို့ပြန်ပြီးတော့စောရကတက်လဲဆိုရင်ဒါဆိုရင်မင်းကြီးမှာအဖေအမေဆရာဆိုတာမရှိနိုင်ဘူးမင်းကြီးကအတတ်ပညာရှင်ကိုကျင့်တီလာကောင်းတဲ့သူပညာရှိဆိုတာမဖြစ်နိုင်ဘူးဆိုပြီးတော့စောရကတက်ခဲ့ပါတယ်တဲ့ ောက်တစ်ခုကအထူးပေါ့နော်အထူးဆိုတာကခြားနာချက်ကိုပြောတာ difference ပေါ့နော်အဲ့ဒါကညာနာအတိနဲ့ပညာအတိဘာကွာလဲတဲ့ဒါကပညာနံပါတ်16မှာပါပါတယ်ညာနာအတိဆိုတာကကြတော့သင်ကြားမှုကိုအရှိခံပြီးတော့သိတဲ့အတိကိုညာနာအတိလို့ခေါ်တယ်သူက knowledge ပေါ့နော်။နောက်ပညာအတိကကြတော့အဲ့ညာနာအတိကိုအရှိခံပြီးတော့လက်တွေ့စမ်းသပ်၍သိတဲ့အတိကိုပညာအတိလို့ခေါ်တယ်။ ်ငငယ်တုန်းကစာရီတောက်ထဲကစာရီကိုဆရာဆရာမတွေသင်ပေးတာကကြတော့ကိုယ့်ရဲ့ဉာဏ်ကိုအရှိခံပြီးတော့သိလာတဲ့အသိမိုးလို့ညာနာအသိလို့ခေါ်တဲ့ဒါက knowledge ဖြစ်တယ်ပြီးတော့ကိုသိထားတဲ့အသိပညာတွေကိုအရှိခံပြီးတော့လက်တွေ့ဆန်းတက်ပြီးတော့ထပ်ပြီးတော့ကိုကိုယ်တိုင်သိတာကကြတော့ပညာအသိဖြစ်တဲ့ဒါက western ဖြစ်သွားပြီနောက်တစ်ခုကဝေဒနာနဲ့ပတ်သက်တာဝေဒနာနဲ့ပတ်သက်တာမှာနှစ်ပိုက်ရှိတယ်ပထမတစ်ပိုက်ကကြတော့ပညာနံပါတ်20နဲ့တက်ကနေပြီးတော့ယူထားတာ ဒုတိယတစ်ပိုက်ကကြာရဟန္တာပုဂ္ဂိုလ်ကြီးနဲ့ပတ်သက်တဲ့ဝေဒနာကကြာတော့ပညာနံပါတ်20ကနေပြီးတော့ယူထားတာ27ရက်20ရက်မှတ်ထားပေးပါအကယ်၍ဒုက္ခဝေဒနာဟာကုသိုလ်ဆိုရင်ဒုက္ခမဟုတ်ရဘူးမဟုတ်လားတဲ့မိကောကထူးဆန်းတယ်နော်ဒုက္ခဝေဒနာကကုသိုလ်ဖြစ်ကုသိုလ်ရဲ့အကျိုးဒီဒုက္ခဆိုလို့ရှိရင်ဒုက္ခမဟုတ်ရဘူးမဟုတ်လားဆိုတော့ဒါပဲ negative ဖြစ်နေတယ်နော် တခါတလေမှာဆိုလို့ရှိရင်ဒုက္ခဝေဒနာဆိုပေမဲ့ဟိုရှေ့မှာပြောခဲ့ပြီးသားပြီเนาะဒုက္ခဝေဒနာတိုင်းဟာဆိုလို့ရှိရင်ကုသိုလ်လည်းကုသိုလ်နဲ့လည်းဆိုင်တယ်အကုသိုလ်နဲ့လည်းဆိုင်တယ်တချို့ကုသိုလ်နဲ့မဆိုင်ကုသိုလ်ရောအကုသိုလ်ရောနှစ်ခုလုံးနဲ့မဆိုင်ဘူးဆိုပြီးတော့ရှေ့မှာရှေ့ရစလိုက်တွေမှာပြောပြီးသားပြီဒါလည်းအဲ့ဒါကိုပြန်ပြီး complaint ပြန်တက်တာပေါ့เนาะဒုက္ခဝေဒနာဟာကုသိုလ်ဆိုလို့ရှိရင်ဒုက္ခမဟုတ်ရဘူးမဟုတ်လားတဲ့ဝေဒနာဖြစ်ခြင်းဟာဆိုရင်အကြောင်းကိုမိပြီးတော့ဖြစ်တယ်အကြောင်းတူတော့လည်းပဲဝေဒနာတစ်ခုနဲ့တစ်ခုမတူကြပါနဲ့เนาะဝေဒနာဖြစ်တယ်ဆိုတာကအကြောင်းကို မိပြီးတော့ဖြစ်တယ်အကြောင်းတွေကတူတော်လဲပဲဟိုသူ့မှာဖြစ်တဲ့ဒုက္ခဝေဒနာနဲ့ကို့မှာဖြစ်တဲ့ဒုက္ခဝေဒနာကမတူကြပြန်ဘူးပေါ့နော်ဒီလိုဆိုလိုတာထို့ကြောင့်ကုသိုလ်ဆိုတော်လဲပဲဒုက္ခဝေဒနာဒီကုသိုလ်တော့ဟုတ်တယ်ဒါပေမဲ့ဒုက္ခဖြစ်ခြင်းဖြစ်မှာပေါ့တဲ့ အောက်ပေါ်မှာတာရကလေးပေးထားပါဗျ။အရမဏပစ္စယော ဥပနိတယပစ္စယောမှာဆိုလို့ရှိရင်ပုရိမာပုရိမာကုတလာဓမ္မပစ္စည်းမာနံပစ္စည်းမာနံကုတလာနံဓမ္မနံအရမဏပစ္စေနာပစ္စယောနောက်တစ်ခုကကြတော့ပုရိမာပုရိမာကုတလာဓမ္မပစ္စည်းမာနံပစ္စည်းမာနံအကုတလာနံဓမ္မနံ ရမဏပိစေနာပိစေယောသုံးမဥပနေတရာပိစေနာပိစေယောဒါဆိုလို့ရှိရင်ဒီရောကုသိုလ်ကနေပြီးကုသိုလ်ကိုဖြစ်စေနိုင်တယ်ဒါမှမဟုတ်ကုသိုလ်ကနေအကုသိုလ်ကိုဖြစ်စေနိုင်တယ်ဒါကဓမ္မမိတ်ဆွေတို့ဥပနေတရာပိစေယောမှာပကတုပနေတရာပိစီယာဓမ္မမိတ်ဆွေတို့ဘိဓမာတိကကျော်တွေမှာတသေးချာချာကြီးကိုလေ့လာပြီးသွားပြီဖြစ်တဲ့ဒါလေးကိုတာရကပြပြီးတော့ရှင်းပြပေးရမှာဖြစ်တဲ့နောက်တစ်ခုကယဟန္တာပုဂ္ဂိုလ်ကြီးဒီကာယိကဒုက္ခဝေဒနာကိုခံစားရပါလျက်ပြိဋိဘံမဆံရခြင်းပေါ့နော် ရဟနာပုဂ္ဂိုလ်ကြီးအားတဲ့ခန္ဓာကိုဆင်းရဲတဲ့ဒဏ်ကိုခံစားရတယ်ဒါပေမဲ့ဘာဖြစ်လို့မသေးဝါဘူးလဲတဲ့အဲ့လိုမေးခွန်းမေးတယ်အဲ့ဒီမှာအကြောင်းပြချက်ကတော့ရဟနာပုဂ္ဂိုလ်မှာတွေ့တာမှုလိုက်လျောမှုဆိုတော့လောဘစံကြံဆုံးမှုဆိုတော့ဒေါသမရှိသောကြောင့်ဖြစ်ပါသည် သူရဲ့တွေ့တာမှုကိုလိုက်လျောတဲ့လောဘလည်းမရှိဘူးတွေ့တာမှုကိုစန့်ကျင်တဲ့ဒေါသလည်းမရှိဘူးတွေ့တာမှုဆိုတာခန္ဓာကိုယ်ကိုပြောတာနော်ခန္ဓာကိုယ်ကိုတွေ့တာတဲ့အဲ့ဒါကခန္ဓာကိုယ်ကိုတနာပါတယ်လေဆိုပြီးတော့အဲ့ဒါကပါလဲ ဒုက္ခဝေဒနာမြဲမြဲငြိမ်းအောင်လို့တတ်တည်လိုက်ပါမယ်ဆိုပြီးတော့လည်းမရှိဘူးပေါ့နော်ဟိုငါမခံစားရပါလေလားဆိုပြီးတော့ဆန့်ကျင်တဲ့ဒေါသလည်းမရှိဘူးဆိုလိုတာကရန်တာပုဂ္ဂိုလ်မှာလောဘနဲ့ဒေါသမရှိတဲ့အတွက်ကြောင့်မို့လို့သူကဒီဟိုပြိဋိဘံမဆန့်ဘူးလို့ဆိုလိုတာပေါ့နော်ဥပမာကကြတော့တယေသီတယေသီအစိမ့်ကိုမှဲ့အောင်မလုံးသလိုတဲ့တယေသီအစိမ့်တွေကိုဓမ္မမိတ်ဆွေတို့ဟောတာကသူအဟာသူရစ်စေအောင်ပဲမှဲ့အောင်ထားသလိုပေါ့နော်အဲ့လိုမျိုးအဲ့လိုထားတာပါတဲ့အခုခက်ကတော့ ဟိုဈေးကွက်ထဲမှာဆိုရင်ဒါအသီးတွေဆိုလို့ကြည့်ရင်မြန်မြန်မှဲ့အောင်လို့ပါကိုကိုရွက်တွေပါနေတဲ့အုတ်တာမျိုးတွေရှိတယ်။နောက်ဆေးပြန်းတာတွေရှိတယ်ပေါ့နော်မျိုးစုံတော့ဘာလို့ခေါ်လဲဤသိန်းနေနဲ့မှဲ့အောင်လုပ်တာလေ။နောက်တစ်ခုကကြတော့နံနံရုပ်ဆက်ဆက်ခြင်းနဲ့နံရုပ်ဆက်ဆက်ခြင်းဆိုတာရုပ်နဲ့နံဒီအရှင်းရှင်းအပြန်အလှန်မိပြီးဖြစ်ကြတော့ကြောင့်ဒါကအဖြေပါ ရုတ်တက်တဲ့ခြေပြံမစဲနန်တက်တဲ့ခြေပြံမစဲရုတ်နဲ့နန်နှမျိုးပေါင်းမိစဲဤတဲ့ဒါကမေခွန်းမာကရုတ်နဲ့နန်ကရုတ်ခြေတက်တဲ့လည်းမစဲဘူးနန်ခြေတက်တဲ့လည်းမစဲဘူးဘာကြောင့်ရုတ်နဲ့နန်နှစ်ခုပေါင်းပြီးစက်ကြတယ်လဲလို့မေခွန်းမာမေးတယ်အဖြေကတော့ရှင်းပါတယ်အချင်းချင်းအပြန်လှန်မိပြီးတော့ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ယုံနဲ့နံကသူ့ကြီးတက်တက်တော့မဆက်ဘူးယုံနဲ့နံနှစ်ခုပေါင်းပြီးတော့ဆက်တယ်ဆိုပြီးတော့ဖြေထားပေးတယ်ဥပမာကကြတော့ကျစ်မမှာကြည့်ဦးဖြစ်ဖို့အရာအတွေ့အရေးကြီးအနှစ်မရှိပဲကြည့်ဦးဆိုတာမဖြစ်လာဘူးတဲ့ကြည့်ဦးတစ်ခုဖြစ်ဖို့အတွက်ဆိုရင်အခွန်နဲ့အနှစ်တော့လိုတာပေါ့နော်အနှစ်ကြီးပဲတက်တက်လဲကြည့်ဦးမဖြစ်ဘူးအခွန်ကြီးပဲတက်တက်လဲကြည့်ဦးမဖြစ်ဘူး ညောင်မလိုအခွန်ရောအနှက်ကောအနှက်ဆိုတာကအရေးကြီးကလလအနှက်ကိုပြောတာပါအဲ့ဒါရဲ့ဘော်ဒက်ကဥခွန်ရဲ့နှစ်ခုရှိမှဒါလျင်ကြည့်ဦးဖြစ်လာတယ်လို့ဆိုလိုတာပါဒါနဲ့ပတ်သက်ပြီးတော့အောက်မှာသုတိနောင်တဲ့လူဘဝအဆုံးသက်ပြီးနောက်ပေါ့နော်ဒါဘဝတစ်ခုလူဘဝလို့ဓမ္မဓမ္မဆိုလိုကိုရေးထားပေးတယ်ဘဝတစ်ခုအဆုံးသက်ပြီးသွားပြီဆိုလို့ရှိရင်ရုပ်နဲ့နာမ်နဲ့နှစ်ခုပြန်လည်မွေးဖွားတဲ့ဘုံလည်းရှိတယ်တဲ့ ဒါကကာမဘုံတို့ရူပဘုံတို့မှာဆိုလို့ရှိရင်ယုတ်ကောဏံကောနှစ်ခုပေါင်းပြန်ဖြစ်လာတာပေါ့နော်ပြင်ဆက်ဝောကာရဘုံတို့ခေါ်တယ်ခန္ဓာ၅ပါးအကုန်လုံးပြန်ရလာတာဒါမှမဟုတ်လူဘဝအဆုံးသတ်ပြီးဘဝတစ်ခုအဆုံးသတ်ပြီးတဲ့နောက်မှာဆိုရင်ယုတ်ချေပဲတက်တက်ပြန်မွေးလာတဲ့ဘုံလည်းရှိတယ်ဒါကအတ္တညတ္တဘုံမှာအတ္တညတ္တဘုံကိုရောက်သွားပြီဆိုလို့ရှိရင်တော့သူကဧကဝောကာရပေါ့နော် sorry အရကပါလေယုတ်တော်ပါပဲရှိတော့ဟုတ်မှန်ပါတယ်နော်အဲ့ဒါကဧကဝောကာရဆိုတာက ခန္ဓာတစ်ပါးပဲရှိတော့တယ်เนาะရူပခန္ဓာတစ်ပါးပဲရှိတော့တယ်အဲ့ဒါကအတိညာတဘုံနောက်တစ်ခုကကြတော့ဘဝတစ်ခုအဆုံးသတ်ပြီးသွားလို့ရှိရင်သူကယုတ်မတရားမရှိတော့ဘူးနာန်ချေးပဲတက်တက်ပြန်မွေးလာတဲ့ဘုံလည်းရှိတယ်ဒါကတော့အရူပဘုံဖြစ်တယ် အရူပဘုံမှာဆိုရင်တော့နာမကန္နာ၄ပါးပေါ့နော်စတုဝောကာရဘုံသူ့မှာကြတော့နာယိပတ္တတဲ့နာမကန္နာ၄ပါးပြန်မွေးလာတာရှိတယ်ဒါကြောင့်မို့လို့အပေါ်တက်ကအပိုင်နဲ့ပတ်သက်ပြီးတော့ယုံတဲ့နံကအချင်းချင်းအပြန်လန့်မိပြီးဖြစ်တဲ့အတွက်ကြောင့်မို့လို့ယုတ်ချေတဲ့တဲ့ပြန်မစဲနံချေတဲ့တဲ့ပြန်မစဲ ရုံနဲ့နဲ့နှစ်ခုပေါင်းပြီးတော့စစ်တယ်ဆိုတော့အဖြေနဲ့ပတ်သက်ပြီးဓမ္မမိတ်ဆွေတို့အမှတ်မားမှာဆိုလို့အောက်မှာဒီဘဝတစ်ခုအဆုံးသတ်ပြီးတဲ့နောက်မှာရောက်နိုင်တဲ့ပုံလေးတွေကိုလည်းဘ ഹു သုတအနေနဲ့ထည့်ထားပေးပါတယ်ဒါကအစာဦးထဲမှာလည်းပါတဲ့အတွက်ကြောင့်ဓမ္မမိတ်ဆွေတို့ကသိရပါမယ်နော်။ယုံနဲ့နံပေါင်းပြီးတော့ပြန်မွေးတဲ့ဘုံလည်းရှိတယ်။ယုံကြည်ပဲပြန်မွေးတဲ့ဘုံလည်းရှိတယ်။ယုံနဲ့နံကြီးပဲတက်တက်ပြန်မွေးတဲ့ဘုံလည်းရှိတယ်ဆိုပြီးတော့ဓမ္မမိတ်ဆွေတို့မှတ်သားထားပေးပါ။ တရဲတလ2025ခုနှစ်ဓမ္မမိတ်ဆွေများအားလုံးမင်္ဂလာပါဒီကနေ့ကဓမ္မမိတ်ဆွေများကိုမိလိန်နာပညာနယ်ပတ်သက်ပြီးတော့နောက်တိုးထားတဲ့စာမျက်နှာနှစ်ခုနဲ့ပတ်သက်ပြီးတော့ရှင်းပြပေးမှာဖြစ်ဆွေးနွေးပေးမှာဖြစ်ပါတယ်အဲ့ဒီမှာစာမျက်နှာနံပါတ်၁ပဲနံပါတ်33ပေါ့နော်၁ပဲနံပါတ်33ပါဆိုရင်ဖြစ်ရှုပ်တဲ့ဖြစ်ရှုပ်ဆိုတာဖြစ်တာနဲ့ရှုပ်တာနဲ့ပတ်သက်ပြီးတော့ဒီနေရာမှာတို့မေးထားတာရှိတယ်ပေါ့နော်ဒါက ပညာနံပါတ်28ကနေပြီးတော့ရေးထားတာပါအာမသက်ကဝတ္တတော်ုံနဲ့အဲ့ဒီနေရာမှာလေဝတ္ထတုံဆိုတာကကြတော့ဝရဲပြီးရင်ဓာရင်ကောက်ရဲပြီးတော့အရကဓာရင်မှုတ်ရဲဆက်ထားတာပါเนาะပြီးွားလို့ရှိရင်အဲ့ဒီစာလုံးရဲ့အဓိပ္ပာယ်ကတိုးပွားအောင် လုပ်လို့ရတယ်တဲ့ ိုးပွားအောင်လုပ်လို့ရသည်ဆိုဒီမှာပေါ့နော်ဘလို့ဟာမျိုးကိုဆိုလို့လဲဆိုရင်ဒီမှာဆရာတော်နှစ်ပါးရဲ့အလိုရှိပါတယ်မူလမင်းကုန်းဆရာတော်ကြီးရဲ့အလိုကကြတော့ဒါကမူလမင်းကုန်းဆရာတော်ကြီးဆိုတာကမိလိနပညာအဋ္ဌကထာကိုရေးတဲ့ဆရာတော်ကြီးဖြစ်ပါတယ်ဩဒီအဋ္ဌကထာရေးတဲ့သူနဲ့ပတ်သက်ပြီးတော့ဟိုသမဏေနံနံပါတ်1မှာလည်းပဲဒါလေးကိုပြင်ထားပေးပါရနော်မိလိနပညာရဲ့အဋ္ဌကထာကိုရေးတာကကြတော့မူလမင်းကုန်းဆရာတော်ကြီးပေါ့နော်မန္တလေးက မင်းကောစိတ်တုံဆရာတော်ကြီးဒါအတူတူပါပဲเนาะဆရာတော်ကြီးရေးတယ်ဆိုပြီးတော့ဒီမှာတချောင်းထဲတို့ထည့်ပေးထားပါဗျ။ဥဒိယဘယဉ္ဇဏ်နဲ့ပြစ်မှုပြစ်မှုအတိညာများတိုးပွားအောင်လုပ်လို့ရ၏တဲ့။ သူကကြတော့ဒီသင်္ခါရတရားတွေဟာဆိုလို့ကြည့်ရင်ဖြစ်လာတယ်ဖြစ်ပြီးရဲ့နောက်မှာဥပတ်ထီပင်ဆိုတဲ့ခဏငယ်သုံးချက်ကြာရင်ရှုပ်သွားတယ်ပေါ့နော်။နောက်ပြီးသွားရင်နောက်ထပ်အာသင်္ခါရတရားတစ်ခုကထပ်ဖြစ်လာတယ်ဖြစ်လာပြီးသွားရင်ဥပတ်ထီပင်ရှုပ်သွားတယ်ဒီလိုပဲတစ်ခုဖြစ်လိုက်တစ်ခုရှုပ်သွားလိုက်ပြီးရင်နောက်တစ်ခုကပြန်ဖြစ်လာလိုက်ဒီလိုပဲစင်ကဲစင်ကဲနဲ့တိုးပွားသွားတဲ့အတွက်ကြောင့်မို့လို့ဒီတန်တရားဆက်ဝန်းကြီးကရှေ့ွားတာပေါ့နော်။ဒါကိုဆိုလိုတာဥဒိယဒီမှာဝိပဿနာရှုတဲ့အခါမှာဆိုလို့ရှိရင်လည်းပဲဥဒိယဘယဉ္ဉဏ်နဲ့ဖြစ်မှုပြင့်မှုတွေကို အသိဉာဏ်တွေကိုတိုးပေါအောင်လုပ်လို့ရတယ်တဲ့ဘာမကကြောက်စရာတော့ဘုရားကြီးကကြတော့အကြောင်းတရားတွေကဆက်ဆက်ပြီးတော့ဖြစ်လာတဲ့အတွက်ကြောင့်မို့လို့အကျိုးဆက်ဆက်ပြီးတော့သွားရီအဆက်သွားဆက်ဆက်သွားသည့်အတွက်ကြောင့်တဲ့အကျိုးတရားတွေဟာဆက်ဆက်ပြီးတိုးပွားတိုးတက်များပြားလာသည်ဟုဆိုလိုပါတယ်တဲ့ဘာမကကြောက်စရာတော့ဘုရားကြီးကကြတော့အကြောင်းတရားတွေဆက်ဆက်ပြီးတော့သွားတဲ့အတွက်ကြောင့်မို့လို့အကျိုးတရားတွေကဆက်ဆက်ပြီးတော့တိုးပွားတိုးတက်များပြားလာတယ်လို့ဆိုလိုတာပါတဲ့ အဲ့ဒီနေရာမှာဥပမာလေးကကြတော့ခန္ဓာရှိတဲ့အတွက်ကြောင့်မို့လို့ဒုက္ခရှိတယ်။ဒါဆိုတော့ဒီဒုက္ခကြီးကနေပြီးတော့အဲ့ဒါကလွတ်ရှင်တဲ့အတွက်ကြောင့်မို့လို့နောက်တစ်ခုခန္ဓာကိုယ်တစ်ခုနော်နှက်ပြင်ရင်ကောင်းပါပဲဆိုတော့ကဆူတောင်းတယ်ဆူတောင်းတော့ကနှက်ပြစ်လာတယ်နှက်ပြစ်လာတဲ့အတွက်ကြောင့်မို့လို့လည်းတကခန္ဓာရှိရဲ့ဒုက္ခပြန်ဖြစ်လာမှာပဲဒီလိုပဲဖြည်းဖြည်းတန်လျာလဲနေတာပေါ့ခန္ဓာကြောင့်ဒုက္ခဖြစ်တယ်ဒုက္ခကြောင့်ခန္ဓာဖြစ်တယ်ဆိုပြီးတော့လဲနေတာပေါ့နော်။နောက်ပြီးတော့တရစ်ပင်ကနေပြီးတော့အသီးသီးတဲ့တရစ်စေရတယ် အဲ့တရက်စိတ်ကနေပြီးတော့ပြန်ဆိုင်တော့တရက်ပင်ပေါက်တယ်ဒါကလည်းပဲတဖြည်းဖြည်းတန်နေရလဲတော့တရက်ပင်နေမျိုးမပြုတ်တော့ဘူးပေါ့နော်အဲ့လိုမျိုးဆိုလိုတာနောက်တစ်ခုကသင်္ခါရဒါကပညာနံပါတ်29ပေါ့နော်ပညာနံပါတ်29ကျွန်တော်တို့ကိုမေးသွားတာကပညာနံပါတ်30တဲကနေပြီးတော့သင်္ခါရတရားတွေကဆံရအကြောင်းကြောင့်ဖြစ်လာတာလားတဲ့အဲ့ဒါကအဲ့ဒါက အကြောင်းမရှိဘဲနဲ့ဖြစ်လာတာလားဆိုတော့မဟုတ်ဘူးနော်သင်္ခါရတရားတွေကဆံရအကြောင်းတွေရှိတဲ့အတွက်ကြောင့်မို့လို့ဖြစ်လာတာအကြောင်းမဲ့မဖြစ်ဘူးဆိုတာကိုဥပမာခုနှစ်ခုနဲ့ရှင်းပြခိုင်းတာဖြစ်တဲ့ဒီနေရာမှာတော့အချင်းချင်းမှာဆံရဆံရအကြောင်းတရားများကြောင့်ဖြစ်လာရသောသင်္ခါရတရားတွေကဘာတွေလဲဆိုတာကိုဓမ္မမိတ်ဆွေတို့သရုပ်အနေနဲ့သိအောင်လို့ရေးထားပေးတာပါမက်ဆီရဲ့ပြီးသွားလို့ချင်းရဲ့အစင်းအာယု မျက်စိနဲ့အစင်းအာယုံနဲ့ထိတွေ့တဲ့အခါမှာဆိုလို့ချင်းရစကုဝိညာဉ်တွေဖြစ်လာမယ်စကုဝိညာဉ်တွေဖြစ်လာတာနဲ့တပြိုင်နဲ့အဲ့ဒီစိတ်မှာရှင်လာတဲ့ဖတ်တာဝေဒနာတွေဖြစ်လာမယ်ဝေဒနာကနေပြီးတော့ပါလဲဆွဲလန်းတဲ့ဝေဒနာကိုတတ်မှတ်တဲ့တဏှာဖြစ်လာမယ်တဏှာကြောင့်မို့လို့ဥပါဒံဖြစ်လာမယ်ဥပါဒံကြောင့်မို့လို့ဘဝဆိုတဲ့ကမ္မဘဝဖြစ်လာမယ်သူရဲ့နောက်ပြီးတော့တကဥပပတ္တိဘဝဖြစ်လာမယ်ဥပပတ္တိဘဝဆိုတာကဇာတိဇရာမရဏနောက်မှဆက်ရေးမယ်ပေါ့နော်စသည်ဆိုတာကဆက်လုံးတာ တောကပရိဒေဝဒုက္ခဒေါမနတာဥပါယတာဆိုဒီတရားတွေကဆက်စစ်ဖြစ်ဒီတရားတွေကိုဘာလို့ခေါ်လဲဆိုရင်သင်္ခါရတရားလို့ခေါ်တယ်။ဒါကသင်္ခါရတရားတွေကဘာတွေလဲလို့မေးလို့ရှိရင်ဓမ္မမိတ်ဆွေတို့ကဖြေပေးရမယ်။ဒီနေရာမှာမျက်စိနဲ့အစင်းအာယုံစက္ခုဝိညာဉ်စိတ်ဆိုတာကအပြောင်းလဲရှိတယ်။အဲ့ဒီနေရာမှာဓဝရနဲ့အာယုံပေါ်မူတည်ပြီးတော့ဒါနားဆိုလို့ချင်းရင်အတန်ပေါ့နော် အကြာအာယုံပြီးရင်နောက်တစ်ခုကကြတော့ဘာလဲသောတာဝိညာဉ်စိတ်စသည်ဖြင့်အဲ့လိုမျိုးဓဝရ ပြီးပြောင်းပြောင်းပြီးတော့ရေးလို့လည်းရတယ်ပေါ့နော်ဒါကဥပမာလေးအနေနဲ့ပေးထားတာပါပြီးနောက်တစ်ခုကသုလကံမဝိပင်္ဂသုဒါကပညာနံပါတ်43ပါရှေ့မှာပြောခဲ့တဲ့အကြောင်းအရာတွေမှာနည်းနည်းလေးအရာကထပ်ကြည့်ပြဲအတွက်ကြောင့်မို့လို့ရေးထားပေးတာပါကိုလှုပ်တဲ့ကိုလှုပ်ခဲ့တဲ့ကံတရားတွေရဲ့ကံကြမ္မာပုံရိပ်တွေဟာကိုဘဝမှာလာပေါ်ပုံတဲ့ ဘယ်သူမပြုမိမိမှုဆိုလိုတာကကိုလုတဲ့အလုပ်ကကိုပဲခံရမယ်ပေါ့နော်အခုဒီဘဝမှာဖြစ်နေတဲ့ဗါလဲအသက်တွေတိုးနေတာဟာလည်းအရင်ဘဝကပါဏာတိပါတာကံနေကျွလွန်ခဲ့လို့ဒီဘဝမှာအသက်ရှည်တဲ့တချို့ဆို80 90တရာထိနေရတယ်ဒါကပါဏာတိပါတာကိုရှောင်ခဲ့လို့ပေါ့နော်ဒီဘဝမှာရောအရင်ဘဝတွေကရောရှောင်ခဲ့လို့ယောဂါတွေများလိုက်တာဒါကဗါလဲသူများကိုနှိပ်စက်ခဲ့လို့ဖြစ်တဲ့ ကိုကတော့တချို့ကျမ်းပါတယ်ပေါ့နော်အရန်ကျမ်းပါတယ်ဘာကြောင့်ကျမ်းပါလဲဆိုသူများကိုလည်းမနှိမ့်ဆက်ဘူးနေတဲ့ထိုင်တဲ့အခါမှာလည်းမေတ္တာပွားပြီးတော့နေတဲ့အတွက်ကြောင့်ယောဂါတွေနေပါတယ်ဒေါသတွေကြီးနေရင်တော့ရုပ်ဆိုးတယ်မေတ္တာပွားတဲ့အခါကျလို့ကြီးရင်တော့ရုပ်ဆင်းလှတယ်တဲ့ဒါကမျိုးစိမတူအရသာမတူဒီလိုပဲပေါ့နော်မြေကြီးပေါ်မှာပေါက်တာချင်းအတူတူဒါမှမျိုးစိမတူတဲ့အတွက်ကြောင့်တချို့အပင်ရဲ့အရသာကရှိုးတယ်တချို့ကငန်တယ်တချို့ကဖန်တယ်ပေါ့နော်ဒီလိုဆိုလိုတာပါနောက်တစ်ခုကကြတော့အပိစ္ဆာ အပိစနဲ့ပတ်သက်ပြီးတော့တော်တော်နေရာပါတယ်နော်ရှေ့မှာရေးဖို့မဆန့်တော့တဲ့အတွက်ကြောင့်မို့လို့ဒီမှာပြန်ထည့်ထည့်လိုက်တာဖြစ်တယ်ယဟန်တော်တွေအနေနဲ့ကိုတိထားတဲ့တရားကိုလူတိုင်းအားပြောခွင့်ရှိလားဆိုတော့မရှိပါဘူးနော်ယဟန်တွေမှာတရားကိုသိရင်သိတဲ့အတိုင်းပြောခွင့်မရှိဘူးဘာကြောင့်လဲဆိုတော့နံပါတ်1မမှန်မကန်ပြောတာမျိုးမဖြစ်စေရန် နံပါတ်2လူအထင်ကြီးအောင်ပြောတာမျိုးမဖြစ်စေရန်ပြန်ပြောမယ်ယဟန်တော်တွေမှာကိုတိထားတဲ့တရားကိုလူတိုင်းကိုပြောခွင့်မရှိဘူး။ဘာကြောင့်လဲဆိုတော့မမှန်မကန်ပြောတာမျိုးမဖြစ်စေရန်နံပါတ်2လူအထင်ကြီးအောင်ပြောတာမျိုးမဖြစ်စေရန်ဆိုပြီးတော့ပြောဆောင်ပြခြင်းကဟိုကန့်တတ်ထားတာပေါ့နော်။မပြောနဲ့ကိုတိတဲ့တရားကိုကိုဆိုပြီးတော့နောက်တစ်ခုကနတ်တိကိစီရဲ့အဓိပ္ပာယ်ကိုဖော်ပြပါတဲ့။နတ်တိကိစီဆိုတာကကြတော့သူ့ရဲ့အဓိပ္ပာယ်ကအာကိစင်ညာယရဏဇံရသောအနာဂံရဲ့ဘဝကိုဆိုလိုတာပါတဲ့။အာကိစင်ညာယရဏဇံရသော အနာဂံဘဝနော်ဒါကမေးလို့ရတယ်နတ္တိကိဉ္စီဆိုတာကဘာကိုညွှန်းတာလဲဆိုရင်အာကိဉ္စညာယရဏဆံကိုရရှိထားတဲ့အနာဂံဘဝကိုဆိုလိုတာပါတဲ့ဒါကကြတော့ပညာနံပါတ်53မှာဓမ္မမေးရှိလို့တွေ့ပါလိမ့်မယ်ပြီးတော့ရင်နောက်စလိုက်တစ်ခုကကြတော့ ဘဂဝါအဖွင့်ပေါ့နော်ဘဂဝါအရှိပိုင်းမှာလည်းဗုဒ္ဓဝတ်မှာပါပြီးသားပြီဘဂဝါအဖွင့်ဒီနေရာမှာမေးမယ်ဆိုရင်လည်းမေးလို့ရတယ်ဒါကြောင့်မို့လို့ပြန်ထည့်တဲ့ထည့်ပေးထားတာပါဘဂဝါတိဂုဂရုပေါ့နော်နံပါတ်1ဘဂဝါတိဂရုလေးစားထိုက်သောဆရာကိုဘဂဝါလို့ခေါ်တယ်တဲ့နောက်တစ်ခုကဂရန်ဟိလောကေဘဂဝါတိဥစ္စတိလောကလူတို့ကသူတို့လေးစားသောသူကိုဘဂဝါလို့ခေါ်တယ်တဲ့ ်လေးစားထိုက်တဲ့ဆရာကိုလည်းဘဂဝါလို့ခေါ်တယ်လောကလူတွေကသူတို့လေးစားတဲ့သူကိုလည်းပဲဘဂဝါလို့ခေါ်တယ်အိဗယ်တကူအသိပြီးထူးမခြားနာပါဘူးเนาะမြတ်စွာဘုရားဒီအလုံးလေးစားရသောပုဂ္ဂိုလ်ဖြစ်သောကြောင့်ဘဂဝါမြည်ဤတဲ့ဒါကမြတ်စွာဘုရားရဲ့ကိုဘာကြောင့်လို့ဘဂဝါလို့ခေါ်လဲဆိုရင်အလုံးလေးစားရတဲ့ပုဂ္ဂိုလ်ဖြစ်တဲ့အတွက်ကြောင့်မို့လို့ဘဂဝါလို့ခေါ်ပါတယ်တဲ့နောက်နောက်တစ်ခုကကြတော့ဓမ္မဤစွမ်းရည်တတ္တိဓမ္မဤစွမ်းရည်တတ္တိကပညာနံပါတ်30 ဘဂဝါအဖွင့်ကပညာနံပါတ်59တရားဓမ္မတွေကိုကိုယ့်ရဲ့တန်တန်မှာရောက်အောင်လုပ်ရမယ်ပေါ့နော် တရားဓမ္မတွေကိုယ့်ရဲ့တန်တန်နဲ့ကိုရောက်အောင်အတွက်ဘယ်လိုလုပ်ရမလဲဆိုတော့အရင်ဦးဆုံးတရားဓမ္မကို나ယူရမယ်나ယူပြီးရင်မှတ်သားရမယ်နံပါတ်နဲ့나ယူမှတ်သားပြီးတဲ့နောက်မှာစင်ကျင်သုံးသပ်ရမယ်စင်ကျင်သုံးသပ်ပြီးတဲ့အခါမှာဆိုလို့ရှိရင်နံပါတ်3ရှောင်ရမှာကိုရှောင်ဆောင်ရမှာကိုဆောင်ဆိုလိုတာကဘာလဲမကောင်းမှုတွေဆိုရင်ရှောင်ရမယ်ကောင်းမှုတွေဆိုရင်ဆောင်ရမယ်တဲ့အဲ့ဒါကလက်တွေ့ကျင့်သုံးခြင်းဆိုတာကိုပြုလုပ်ရမှာဖြစ်တယ်အဲ့ဒီဆောင်တာတို့ရှောင်တာတို့ဆိုတာကလက်တွေ့ကျင့်သုံးခြင်းဖြစ်တယ် ထိုမှသာတရားဤအရေးအရှင်စွမ်းဆောင်မှု ပေါ်လာမှာဖြစ်ပါသည်တဲ့မြတ်စွာဘုရားရှင်ရဲ့တရားဓမ္မတွေရဲ့မြတ်စွာဘုရားရှင်ဟောကြားတော်မူတဲ့တရားဓမ္မတွေရဲ့အရေးအရှင်စွမ်းဆောင်မှုတွေကပေါ်လာအောင်ဘလို့လုပ်ရမလဲဆိုရင်ကိုယ့်ရဲ့တန်တမ်းမှာရောက်အောင်အရင်ကြိုးစားရမယ်တန်တမ်းမှာရောက်အောင်အတွက်ဆိုလို့ရှိရင် တရားဓမ္မကို나ယူမှတ်သားရမယ်စင်ကျင်သုံးသပ်ရမယ်ပြီးရင်လက်တွေ့လိုက်တာကျင့်သုံးခြင်းဆိုတဲ့မကောင်းမှုရှောင်ကောင်းမှုကိုဆောင်ဆိုတာကိုပြုလုပ်ရမှာဖြစ်တဲ့ဥပမာအားဖြင့်ဆိုရင်ယောဂပျောက်ကင်းတဲ့ဈေးလိုပဲတဲ့မြတ်စွာဘုရားရှင်ရဲ့တရားတော်တွေဟာယောဂပျောက်ကင်းတဲ့ဈေးလိုပဲစွမ်းရည်တတ္တိရှိပါတယ်တဲ့နောက်တစ်ခုကကြတော့အပျောက်၃ခုဗိညုထိုးခြင်းဒီနှစ်ခုကလေသင်ညာကနေပြီးတော့ယူထားတာပညာနံပါတ်35 တင်ညာနံပါတ်35တင်ညာအကြောင်းပါပေါ့နော်ဒီနှစ်ခုပါလာတဲ့ဒါကဓမ္မမိတ်ဆွေတို့ကိုမေးမယ်ဆိုရင်လည်းမေးနိုင်တယ်ပေါ့ဒါကြောင့်မလို့ဓမ္မမိတ်ဆွေတို့လွတ်သွားမှာဆိုတဲ့အတွက်ကြောင့်မို့လို့ပြန်ထည့်ပေးတာပါမဟာယာန ဘိက္ခုဘိက္ခုနီတို့ဤနဗုအထက်နာမှအပြောက်၃ပြောက်တဲ့မဟာယာနဘိက္ခုတွေဘိက္ခုနီတွေရဲ့နဗုမှာအစစ်အပြောက်၃ခုရှိတယ်။အဲ့ဒီအပြောက်၃ခုကဘာကိုဆိုလိုလဲဆိုရင်နဗုကိုဖျားမိပူဇော်သောအမွေးတိုင်နဲ့ထိုးလိုက်တဲ့အခါမီးလောင်ကျွမ်းသွားပြီးသပင်မပေါက်တော့ဘဲအရာလေးဖြစ်သွားပြီးဆိုလိုတာကအမာရွက်ပေါ့နော်။အမွေးတိုင်ထုံးပြီးတော့အဲ့ဒီအမွေးတိုင်နဲ့နဗုကိုထိုးလိုက်တဲ့အခါမှာအမာရွက်ဖြစ်သွားတာပေါ့နော်။ စပင်မပေါက်တော့ဘူးအဲ့လိုမျိုးလေသူတို့မှာအပြောက်သုံးခုရှိတယ်ဒါဆိုရင်ဓမ္မမိတ်ဆွေတို့ကမဟာယာနဘိက္ခုဘိက္ခုနီတွေရဲ့နဖူးကိုကြည့်လိုက်လို့အပြောက်ကတပြောက်ပဲရှိသေးတယ်ဆိုရင် तू ကဘာပဲရှိသေးလဲဆိုတော့ကိုရင်ဝတ်ထားတယ်ဟုတဲ့အမှတ်သားပဲရှိသေးရှိပါသေးတယ်တဲ့တကယ်လို့အပြောက်ကနှစ်ခုဖြစ်နေပြီဆိုရင်သူဒီယဟန်ခံပြီးပြီဆိုတော့အမှတ်သားဖြစ်တယ်။တကယ်လို့အပြောက်ကသုံးပြောက်ဖြစ်ပြီဆိုရင်တော့သူဒီဘောဓိတတ္တနော်ဖျားလောင်းလို့ခံယူပြီးပြီ။ဟူသောအမှတ်သားဖြစ်တယ်တဲ့။ အပြောက်၃ခုတွေ့ပြီဆိုလို့ရှိရင်တော့သူဒီဒါကဖျားစုပန်ပြီးတော့ပြီပေါ့နော်ဗောဓိတတ္တသူကိုယ်သူဖျားလောင်းလို့ခံယူပြီးပြီဖြစ်တယ်မဟာယနတွေကကြတော့သူတို့တွေကဖျားစုပန်ကြတယ်ပေါ့နော် ဒါဆိုရင်ပထမတစ်ပြောက်ဆိုရင်ကိုရင်ဝယ်ထားပြီးသွားပြီဒုတိယတစ်ပြောက်နှစ်ပြောက်ဖြစ်နေပြီဆိုရင်တော့သူဒီရဟန်းခံပြီးပြီအဆက်ပြောက်၃ခုရှိပြီဆိုရင်တော့သူဒီဘာလဲဘုရားစုပန်ပြီးပြီဘောဓိတတ္တပေါ့နော်ဘုရားလောင်းတို့ခံယူပြီးပြီဆိုတဲ့အမှတ်သားဖြစ်တယ်နောက်တစ်ခုကဒီရဟန်းတော်တွေရဲ့သင်ခန်းနေမှာဆိုလို့ရှိရင်ဒေါနာလေးတွေမှာပေါ့နော်အမှတ်သားလေးတွေပြုတ်လုတယ်ဒါကိုဘိန်နုထိုးတယ်လို့ခေါ်တယ်ရဟန်းတော်များမိမိသင်ခန်းသူတစ်ပါးသင်ခန်းခွဲခြားရန်အတွက်မြတ်စွာဘုရားဤ မိန်ကြားမှုဖြင့်သင်္ကန်းအနားတောင်၌နာမည်ရေးတာမဟုတ်ဘဲအစက်အပြောက်ချထားခြင်းကိုဘိန်နုထိုးခြင်းဟုခေါ်သည်တဲ့အဲကျွန်တော်တို့မှာကြတော့ဒါတခုခုစစအုပ်တွေမှာဆိုရင်မားမှာဆိုလို့နာမည်တွေတက်တယ်ပေါ့နော်ပစ္စည်းတွေမှာဆိုလည်းနာမည်အတူကောက်တွေကောက်ရေးတယ်ဒါကသူများနဲ့မားမှာဆိုတဲ့အတွက်ကြောင့်မို့လို့နာမည်တွေရေးတာဒီနေရာမှာတော့မျက်စွာပြခြင်းကသင်ရဟန်းတွေကိုသင်္ကန်းတွေကိုမိမိသင်္ကန်းနဲ့သူတို့ဘာသင်္ကန်းခွဲခြားဖို့အတွက်ဆိုလို့ရှိရင်နာမည်တွေရေးတာမျိုးခွင့်မပြုဘဲနဲ့အဆက်ပြောက်ပေါ့နော်တယောက်ကဒဇက်ဆိုဒဇက်တောင်းမယ်20 30စသဖြင့်အဆက်ပြောက်လေ းတွေအမှတ်သားလေးတွေရှာကိုင်းတာကိုဘိန်နုထိုးခြင်းတို့ခေါ်ပါတယ်တဲ့ဒါကလောမိတ်ဆွေတို့ကိုလွယ်ကူအောင်လို့စာပြုတ်ပြင်ပြီးရေးထားတာပါစာအုပ်ထဲမှာနည်းနည်းလေးများတယ်နော်ဒီဘိန်နုထိုးခြင်းနဲ့ပတ်သက်ပြီးတော့အဲဆိုဓမ္မမိတ်ဆွေတို့ကိုတေဘယ်နံပါတ်33နဲ့ပတ်သက်ပြီးတော့ဆွေးနွေးလို့ပြီးသွားပါပြီ